တည်င်းတစ်ခုစိတ်မကောင်းစရာကြားတယ်เนาะဒီတနေ့လုံးကျွန်တော်လည်းမအားဘူးအဲ့ဒါကတော့ကျွန်တော် PSC network ရုံးခွက်တည်င်းချုပ်ပိတ်ရဲ့၃ရက်သူတို့ရုံးပိတ်ပေးတယ်အဲ့ရမှာတရက်လိုက်ဖို့ပေးလိုက်တာပေါ့เนาะအဲ့တော့တနေ့လုံးသွားတာအခုမှပြန်ရောက်တယ်အဲ့တော့စိတ်မချမ်းသာစရာတည်င်းကတော့မင်းမှုခင်အမှတ်၃ရက်ယာရီတက်ရင်မှုတစ်ယောက်ကကိုယ့်ကိုအဆုံးစီရင်သွားတယ်ကြားတယ်ပြီးတော့တေတန်းစာရေးပြီးခဲ့တယ်လို့ကြားတယ်အဲ့ဒီတေတန်းစာမှာရေးထားတဲ့စာကတော့ရိုးသားစွာတော်လှန်ကြပါ เนาะအဲ့တော့ဘာတွေဖိအားရှိလဲဘာတွေဝင်ပြောတူမှသူတွေ့ရတဲ့တည်င်းကိုတော့ကျွန်တော်အောက်ကိုလုံးဝမစုံစမ်းရသေးဘူးပေါ့เนาะဒီမှာတွေ့ရတဲ့တည်င်းလေးကိုတော့ကျွန်တော်ဖတ်ပြမယ်ရိုးသားဆိုတော့တော်လန်ကြပါလို့တည်တန်းစာ ရေးပြီးမီးမှုခရိုင်အမှတ်တုံးယာရီတိုက်ရင်မှုအဆုံးစီရင်မကွေးအော်တိုဘာ9ရက်မီးမှုခရိုင်အမှတ်တုံးယာရီတိုက်ရင်မှုဟိုးကြီးကအော်တိုဘာလတရက်နေ့မှာတည်တန်းစာရေးပြီးတည်ဆုံးတော့တယ်လို့၎င်းတိုက်ရင်တဲ့နီးစပ်တွေကရက်ပရီကော့စ်တည်င်းဌာနကိုပြောပါတယ် မကွေးတိုင်းစေတရုတ်တာအရှေ့ဆိုင်မင်းမူခရိုင်အမှတ်တုံးတက်ရင်မူဟိုးကြီးကယာရီတိုင်မူတောင်ဝင်အဖြစ်ထမ်းဆောင်နေတာကနှစ်လဝင်းကျင်တာရှိသေးတယ်လို့တည်ရပါတယ်မင်းမူခရိုင်အမှတ်တုံးတက်ရင်ရဲဘော်တအုပ်ကယာရီတိုင်မူနဲ့ပတ်သက်ပြီးသူတို့မှတ်ချက်ပြုတ်ပါတယ်တော်လန်ရေးစိတ်ကအပြည့်ရှိတယ်ဘယ်နေရာမှာဖြစ်ဖြစ်တော်လန်မဲ့တကိုယ်ရေအခက်အခဲအတွက်အဲ့လောက်တူအလေးမထားဘူးကလေးကရောလူကြီးကအလိုက်တင်ပြောဆိုတတ်ပြီးလူကြီးလူခင်ပေါ်တယ် သူအရေးဘယ်တော့မှရှင်းမ်းမတင်ဘူးအများအတွက်သူစဉ်းစားတတ်သူလို့အလောက်တောင်းရင်တွေဖြစ်စည်းမှုလို့စိတ်အတော်ပင်ပန်းနေပြီလို့မကြဆုံးပြီ၎င်းနဲ့ယင်းနှစ်သူရဲဘော်ဘက်ရဲဘော်ရဲဘက်တွေကိုဖွင့်ဟပြောဆိုခဲ့ပါသေးတယ်နေတိအကြောင်းပြချက်နဲ့အဆုံးစီရင်သွားဒီကိုမတိရှိရသေးပေမဲ့တေတန်းစာတွေရိုးသားစွာတော်လှန်ကြပါအောက်ချေရဲဘော်များကြီးအဆက်ဂုံတိတ်ကအသက်တွေချမနှင်းကြပါနဲ့လို့ရေးသားခဲ့ပါတယ်၎င်းနဲ့နီးစပ်သူတူဦးကလည်း ်အတော့အစားလဲပြင်းတဲ့တော်လန်ရေးတကယ်အလုံးလုံးတဲ့ကလေးလေးလို့ပြောပါတယ်အဆိုပါမိမှုခိုင်အမှတ်တော့ယာရီတရင်မှုဟိုးကြီးကကွယ်လွန်တဲ့အချိန်မှာအသက်30နှစ်သာရှိသေးတယ်လို့သိရပါတယ်ကဲဒါကတော့မိမှုခိုင်ရင်အမှတ်တော့ရဲ့ယာရီတရင်မှုဟိုးကြီးဆိုတဲ့ညီလေးတယောက်ကိုယ့်ကိုအဆုံးစီရင်သွားတယ်လို့ကြားတယ်အဆုံးစီမစီရင်ခံမိမှာနော်အောက်ရှင်ရဲဘော်တွေရဲ့အတက်ကိုချမနှင်းမှနဲ့ယိုတားဆိုတာတော်လန်ကြပါဆိုတဲ့ စကားကိုပြောပြခဲ့တယ်ဆိုတော့ဒါကျိန်းနေတယ်အလုံးနဲ့ပတ်သက်တဲ့ဖိအားတစ်ခုခုအလုံးနဲ့ပတ်သက်လို့မလွန်ဆန်နိုင်တဲ့တစ်ခုခုရှိနေလို့အဲ့တော့ဒီညမှာကျွန်တော်တို့ပြောချင်ပါတယ်အောက်ခြေတက်ရင်တက်ဖွဲ့မှာရှိတဲ့ရဲဘော်တွေစစ်တီတွေအနေနဲ့တော်လှန်ရဲဘော်တွေဟာစစ်သားဖြစ်တဲ့အတွက် COC အောက်မှာရှိရမယ်မှန်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲဘော်တွေအားလုံးဟာနော်တရားမျှတနဲ့စီကန်းနဲ့ညီညွတ်တဲ့အမိတ်ကအောက်မှာပဲရှိရမှာပါနော် စစ်စီကံစေအောင်ချော်ရဲ့အောက်မှာရှိရမယ်မှန်တယ်စစ်သားတယောက်ဖြစ်လို့ဒါပေမဲ့လို့မတရားတဲ့အမိန့်တွေကိုကျွန်တော်တို့ကလုံးဝနာခံစရာမလိုဘူးဆိုတာတော့တိ့ဖို့လိုတယ်။ဘာဖြစ်လို့လဲတော်လန်ရေးဘက်မှာလူပေါင်းစုံပါဝင်လာတာနော်ဘယ်သူကတကယ်တော်လန်ရေးစိတ်ရှိလဲဆိုတာကိုပေတံနဲ့တေချာတိုင်းပြီးမှနော်လာခဲ့ဆိုပြီးတော့တော်လန်ရေးဘက်ကိုလက်ခံထားတဲ့လူတွေမဟုတ်ဘူး အတော်လိုင်းကျင်းသိရှိတဲ့တော်လိုင်းပဲတော်လိုင်းပဲတဲ့ဝင်မဲ့ဆက်တဲ့ပြင်ဟုတ်တယ်မလားစစ်မှုဒန်းနဲ့ပါလို့ဝင်တဲ့ကောင်နဲ့တသက်လုံးတော်လိုင်းဆိုတာဘာမှမတည်ဘူးသူများရဲ့လောက်တဲ့ချိန်အလေလိုက်နေတယ်။ဩသူတို့ရွာကိုစစ်မှုဒန်းဆွဲမှနော်စစ်မှုဒန်းနဲ့ပါရင်ပေမှာကြောက်တဲ့အတွက်တော်လိုင်းရဲ့ဝင်တဲ့ကောင်လည်းတူတူတော်လိုင်းသမားတို့ခိုင်းယူမှာပဲဟုတ်တယ်နော်အဲ့တော့တကယ်တော်လိုင်းရင်းမှာတော်လိုင်းရင်းစိတ်သက်သက်လောက်တဲ့သူတွေရှိသလိုကိုဂျိုးစီးပွားနေရာလိုချင်လို့လောက်တဲ့သူတွေပါမှာပဲအဲ့တော့ဒီသဘောတရားတွေရှိတဲ့အတွက် တော်လှန်ရေးလုပ်နေတဲ့ဆိုသူတိုင်းဟာတော်လှန်ရေးတမားလို့တတိချက်သတ်မှတ်ထားလို့မရဘူးအဲ့တော့လောက်ရက်တွေပြောဆိုမှုတွေအပေါ်မှာအများကြီးကျွန်တော်တို့ကသုံးပြန်တယ်အဲ့ဒီတွင်အောက်မှာတော့ဒီလက်နက်ကင်ပြီးတော့တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေဆိုတာစစ်သားတွေလို့ကိုယ့်ကိုခံယူထားပြီးဖြစ်တဲ့အတွက်ပြည်သူ့ကာကွယ်ရဲဘော်တွေလို့သတ်မှတ်ထားတာဖြစ်တဲ့အတွက်စစ်သားတယောက်ကစီကန်းစစ်သားတယောက်ကနေပုံတိုင်းပုံပြောပုံလုပ်ပုံတွေညီညွတ်ကမယ်ဒါစစ်အမိတ် COC ရဲ့အောက်မှာရှိရမယ်မှန်တယ် ဒါပေမဲ့လို့ကျွန်တော်တို့တော်လန်နေတဲ့စစ်ခွေးတွေဒီဘာဖြစ်လို့စစ်ခွေးဖြစ်တာလဲမတရားတဲ့အမိတ်တွေကိုလိုက်လုံလို့မတရားတဲ့အမိတ်တွေအောက်မှာကိုကိုကိုတတိရှိစွာနဲ့မတော်လန်ရဲလို့လက်ရှိမင်းအောင်နိုင်ခေါင်းဆောင်နဲ့စစ်တပ်ရဲ့အထင်းမှာတောင်ဝင်ထမ်းတဲ့ကောင်တွေကိုပြည်သူကစစ်ခွေးလို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့ရဲဘော်တွေလည်းအဲ့လိုမျိုးကိုယ့်အထက်လူကြီးတယောက်ကခုနကပြောတော်လန်ရဲစိတ်ချအပြည့်ဝမရှိဘဲနဲ့နော်ကကြိုးကကြောင်ကောင်ဖြစ်နေလို့ တလွဲတွေအမိတ်ပေးမယ်တလွဲတွေခိုင်းစေမယ်နော်အပေါ်ကလူကြီးပြင်းတော့မလွန်ဆန်နိုင်တော့ငါတို့က COC အောက်မှာနေရတော့ကြိတ်မိတ်ပြီးနေစရာမလိုပါဘူးနော်မနေနိုင်ထွက်သွားပါကိုယ့်ကိုအဆုံးစီရင်စရာအကြောင်းမရှိဘူးစီစီလေးပဲနော်အဓိကအဲ့လိုမျိုးမတရားတဲ့အမိတ်တွေဖြစ်လာမယ်ဆိုရင်စက်ွက်ပါပြည်သူကိုနော်ကျွန်တော်တရင်ဌာနတွေရှိတယ်ကျွန်တော်တို့လို speaker ဓမ္မတွေရှိတယ် ်ဆက်သွယ်ပါကျွန်တော်တို့တော်လှန်ရေးဘက်အချမ်းမှာမတရားတဲ့အမှုဆိုတာဘာမှလက်ခံမှာမဟုတ်ပြီသူကဒါလေးကိုအောက်မှာရှိတဲ့ရဲဘော်တွေနော်ညီကိုမောင်နှမတွေအားလုံးတီးဖို့လိုတယ်အေးဒါပေမဲ့စစ်သားတယောက်ဖြစ်တဲ့အတွက်တော့ကိုကတော့အရက်သားလို့နေလို့တော့မရဘူးအထက်လူကြီး COC အပိုင်းအမိတ်တိုင်းကိုနာခံရမယ်ညွှန်ကြားမှုအတိုင်းကိုလှုပ်ဆောင်ရမယ်ဒါပေမဲ့အဲ့ဒီအမိတ်တွေအဲ့ဒီညွှန်ကြားမှုတွေဒီနော်စစ်စည်းကမ်းနဲ့ကိုက်ညီတဲ့အမိတ်တွေညွှန်ကြားမှုတွေပဲဖြစ်ကြမှာ တလွဲအမိတ်ပေးရမယ်မတရားတဲ့အမိတ်တွေပေးရမယ်အတ္တမအမိတ်တွေပေးရမယ်ဆိုရင်လုံးစရာမလိုတဲ့အပြင်ဒါကိုပြက်ပြက်တတဆန့်ကျင်နိုင်ရမယ်ဒါရဲဘော်တိုင်းတည်ရမယ်အချက်ပဲအဲ့တော့ကျွန်တော်တို့တော်လှန်ရေးမှာအမြဲပြောပါတယ်ဟိုဘက်ရောက်ဘက်ကပြောတဲ့ကောင်တွေရှိတယ်အာမင်းတို့မြောက်ဘေးတို့ဘလို့တေတာလို့လုံးဝမမြောက်ဘေးပါဘူးတူများမြောက်ဘေးတို့လုံးနေရတဲ့လူရှိရင်ကျွန်တော်တို့တော်လှန်ရေးမှာလုံးဝမလုပ်ပါနဲ့နော်ဒါရှင်းရှင်းလေးပဲမြောက်ဘေးတို့တော်လှန်ရေးကိုမလုပ်နဲ့ဆလာတဲ့ကစိတ်ဓာတ်ခိုင်မာမှုမရှိတဲ့လူတယောက်ဟာ ပန်းတိုင်ရောက်အောင်ဘယ်တော့မှရှောက်မှာမဟုတ်ဘူးဂျားမကကြိုးကကြောင်ထဖောက်မှာပဲအဲ့တော့အစအရေမလုပ်လာကောင်းလေရှင်းရှင်းလေးပဲတန်းလူတော့အင်အား၁၀ယောက်ရှိတယ်နော်တစ်ဖက်မှာလူ၁၀ယောက်ရှိတယ်တစ်ဖက်မှာလူ၅ယောက်ပဲရှိတယ်ဒါပေမဲ့လူ၁၀ယောက်မှာစိတ်သက်ရှိတဲ့လူက၁၀ယောက်ပဲရှိမယ်ဂျန်နဲ့၉ယောက်ကအများကြီးအောင်လို့ရောင်အမောင်တောင်မှန်းမိတဲ့ဝေလေလေဖြစ်နေတယ်ဒီလူ၅ယောက်မှာတော့၅ယောက်လုံးကစိတ်သက်ခိုင်မာတယ်ဆိုရင်ဘယ်ဟာကပို့ပြီးတော့စွမ်းအားကြီးမလဲဘယ်ဟာကဘယ်အဖွဲ့စည်းကပို့ခိုင်မာမလဲ ဲ့ဒီသဘောပဲဒါကြောင့်မလို့တော်လှန်ရေးနဲ့ပတ်သက်လို့မြှောက်ပေးတော့လှုပ်เสียမလို့ဘူးအခုလို့မတရားတဲ့အမိန့်တွေအောက်မှာနေเสียလဲအကြောင်းမရှိဘူးချင်းချင်းလေးအဲ့တော့ဒီအခုလက်ရှိဖြစ်သွားတဲ့ပြဿနာကဘာပြဿနာလဲဆိုတာပေါ့ကျွန်တော်တို့တရားမတည်သေးဘူးเนาะကျွန်တော်လက်ရှိအလုပ်ချုပ်နေအခုဆိုရင်เนาะတနေ့ကိုကျွန်တော်3နာရီလောက်ပဲအိပ်ကတာ2ရက်ရှိပြီနောက်ထပ်2ရက်လောက်အဲ့တိုင်းလုပ်ကောင်းမယ်ဘောမနဲ့ပြန်တနေ့တပတ်ခါအထီလဲမနဲ့အစောကြီးထားမယ်ပွဲစဉ်တွေရှိသေးတယ် အဲ့တော့ဆိုတော့လူရုပ်လည်းမခံနိုင်တော့ဘူးเนาะဒီနေ့လည်းဟိုခလေးတွေပိတ်ရဆိုတော့အော်တို့မှယုံမနဲ့မိုးလင်းရနေယုံယုံယုံဆိုတော့ယုံကိစ္စပဲလုပ်နေတယ်တရင်ကျိုးပိတ်ရကိုဒီစင်ရင်ကိုင်ခေါင်းဆောင်ညီလေးကကိုကြီးတဲ့ယုံကိုတုံးရက်တော့ပိတ်ပေးလိုက်မကောင်းဘူးလားဒီတရင်ကျိုးပိတ်ရဆိုတော့ပိတ်ပေးလိုက်ဆိုပြီးတော့အလဲတွားချင်တယ်ဆိုတော့သူတို့လည်းအကျိုးရှိအောင်လိုက်ဖို့တာယုတ်တိကမြို့ဟောင်းလိုက်ဖို့တယ်ကျွန်တော်အဲ့ဒီအတွက်လည်းဒီနေ့ကျွန်တော်ခနေ့ရိုက်လာဘလော့တွေရိုက်လာပေါ့နော်အဲ့ဒီဘလော့ရိုက်တဲ့ဟာကိုလည်းကျွန်တော်ပြီးရင်အဲ့ဒီလုပ်ပြီးတင်ပေးပါမယ်ဟိုကျွန်တော်တို့ပြောချင်တာက ဒီတော်လှန်ရေးမှာနော်နိုင်တယ်လောက်ကိုလုံးနိုင်တယ်လောက်ကိုလုံးပါဒါချင်းချင်းလေးပဲကိုအဲ့လုံးတဲ့လောက်ဒီတန်ဖိုးရှိတဲ့အရာဖြစ်ကမှာသူများတထွာလောက်လို့ကိုကတလက်မနဲ့လောက်လဲဆိုပြီးအားငယ်စရာလည်းမလိုဘူးဘာဖြစ်လို့လဲအဲ့ဒီတလက်မကလည်းတလက်မလျှောက်တန်ဖိုးရှိမယ်တလက်မလေး၁၀ခုပေါင်းလိုက်ရင်တော့တထွာကျော်သွားလိမ့်မယ်ဟုတ်တယ်နော်ဒါကြောင့်မလို့အသူများကတော့တထွာဖို့လုပ်နေတယ်ငါကတော့တလက်မဖို့ပဲလုပ်နေတယ်အားငယ်စရာမလိုဘူးအဓိကအားငယ်တယ်အားမငယ်အောင်မှတထွာလောက်တဲ့ကောင်ကဘာမှခံယူချက်မရှိဘဲနဲ့ ်သူများရောင်လို့ရောင်လိုက်လို့မယ်ကိုကျိုးစည်းဝါလိုချင်လို့လိုက်လို့မယ်ဆိုတာတဲ့တလမလှုပ်တဲ့ကောင်ကစနစ်တကျတော့အဲတလမလှုပ်တဲ့လူကပုံတမ်းမရှိတယ်နော်အဲ့တော့အောက်ခြေမှာရှိတဲ့ခေါင်းဆောင်ဘိုင်းတဲ့အနေနဲ့ပြောချင်တာကလက်နဲ့ကင်နဲ့အရာတော်ကိုမမက်မောကြပါနဲ့လက်နဲ့ကင်နဲ့အရာတော်ကိုမမောဝိုင်းခင်များတို့ကတလိမ့်ဆန်ဖြစ်သွားလိမ့်မယ်ရှင်းရှင်းလေးပဲနော်ကျွန်တော်ဘဒုဘုံမှာရေးမပြောဘူးနော်လက်နဲ့ကင်ပြီးစီးပွားရှာတဲ့အရာတော်ကိုမမောရင်ခင်များတို့ဟာတလိမ့်ဆန်ပဲ တော့ကိုယ့်ကိုငုံကြည့်ပါငါဟာလက်နက်ကင်ပြီးတော့ຢာဒူးနေနေရတဲ့ကိုကျိုးစီးပွားတွေမတ်နေပြီလားဒီတော်လန်ရင်းမှမမဟုတ်ဘူးနော်တော်လန်ရင်းလိုလိုစစ်ကောင်စီဘက်ကလိုလိုဂျားနေလိုလိုနေပြီးတော့ဘာလုပ်လဲလက်နက်ကင်ပြီးစီးပွားရှာပြီးဆိုအဲ့ဒါတလိမ့်ဆန်တယ်ဘာဖြစ်လို့လဲအစွဲရှိတဲ့ကောင်ကအစွဲအားကိုးတယ်ဥကြိုရှိတဲ့ကောင်ကဥကြိုအားကိုးတယ်ဟုတ်တယ်နော်လက်နက်ရှိတဲ့ကောင်ကလက်နက်အားကိုးမယ်ဆိုရင်ဒီဟာတွေနဲ့တကမ်းတည်းမဖြစ်တော့ဘူးလားအဲ့တော့ကျွန်တော်တို့ကလူဆိုလို့ကိုယ့်ကိုတတ်မှတ်ရင် ်အတိတ်တရားနဲ့အကောင်းဆုံးအကြောင်းအကျိုးအမှားမှန်ကိုနှိုင်းရှင်နိုင်ရမယ်နော်လက်နဲ့ကျွန်တော်တို့ကင်တာဒီအခိုက်အတန့်ကင်တာပဲဖြစ်ကမယ်ကျွန်တော်တို့တိုင်းပြည်မှာလက်နဲ့ကင်ပြီးမတရားပြုကျင့်တဲ့ကောင်တွေကြောင့်ငါတို့ဟာဒီလက်နဲ့လက်နဲ့ချင်းတုံ့ပြန်မှုအတွက်ခဏကင်တဲ့လက်နဲ့ပဲဖြစ်ကမယ်ဒီလက်နဲ့အရှိန်အဝါနဲ့ဘာအကျိုးစီးပွားမှရှာဖွေမရှိဘူးလက်နဲ့အရှိန်အဝါနဲ့အကျိုးစီးပွားရှာရင်ကျင်းနေတဲ့မင်းဟာအောက်တန်းစားလက်နဲ့ကင်ပဲဖြစ်ပြီနော်အခုတော်လန်ရင်းမှာအဲ့ဒီအောက်တန်းစားလက်နဲ့ကင်တွေရှိနေလို့မင်းအောင်လိုက်ရင်ဒီနေ့၅နှစ်အထိ ကျိုးဝင်းမစွတ်နိုင်သေးတယ်ဒါလေးကိုတီးဖို့လိုပါတယ်အဲ့တော့အောက်ခြေမှာရင်းထားတဲ့ရဲဘော်တွေအတက်ကနော်အခုဒုတန်ကြီးမူပြောသွားသလိုပဲရဲဘော်တွေအတက်နဲ့ရင်းထားတာနော်သူတို့ကကိုပိုင်ငွေနဲ့အစုရှယ်ယာထည့်ထားကြတဲ့ကုမ္ပဏီမဟုတ်ဘူးအဲ့တော့အတက်နဲ့ရင်းရတာဖြစ်တဲ့အတွက်ဒီအတက်တွေကိုထိခိုက်လာမဲ့လောက်ရမျိုးလောက်လာမဲ့ဆိုရင်ဘယ်သူလောက်လောက်ကျွန်တော်တို့ဂရုစိုက်ကြအကြောင်းမရှိဘူးနော်ကျွန်တော်ပဲလောက်လောက်ကျွန်တော်ကိုလည်းအရှင်မထားနဲ့အဲ့တော့အတက်တွေကိုထိခိုက်လာအောင်တော်လန်ရေးကို ဖောက်ဖြစ်လာမယ်တစ္ဆာမဲ့လာမယ်ဆိုတော့လောက်ရက်ကိုလောက်ရင်ဘလောက်ပဲရင်းနှီးတဲ့လူဖြစ်နေပြီကျွန်တော်တို့မျက်နှာထောက်เสียအကြောင်းကိုမရှိဘူးဒါလေးကိုတော့အားလုံးကိုတိစေချင်တယ်ကျွန်တော်လုံးနဲ့ကျွန်တော်ကိုရှင်းပြလိုက်ကြရှင်းရှင်းလေးပဲနော်အဲ့တော့ကျွန်တော်တို့ဟာကိုကျိုးစည်းဝါရှာမဲ့အထဲမှာတော်လှန်ရေးမပါဘူးနော်ဒါလေးကိုတော့အားလုံးတိဖို့လိုတယ်နော်အဲ့တော့ဟိုအခုနောက်ပိုင်းမှာပို့ဆိုးတယ်အချင်းချင်းတွေတိုက်ခိုက်မှုတွေများလာတယ်အဲ့တော့တကယ်ကိုကျိုးရှာတဲ့လူတွေကဘေးချောင်းနေတယ်ဒါလေးအဲဟုတ်တကယ်တကယ်လောက်တဲ့လူတွေချကြတယ် ဟမ်သူကသာလေးရှောင်းနေတယ်ဘာပြောရလဲခိုးတဲ့ကောင်ကဘေးထော်ဝါးမခိုးတဲ့လူပြတယောက်တယောက်စကားများပြီးတော့စိတ်ဝမ်းနေကွဲကြအောင်အဲ့တော့ဒီလိုဖြစ်မှုမျိုးတွေမဖြစ်အောင်တကယ်ခိုးတဲ့လူကိုတကယ်အရေးယူပြီးတော့တကယ်လုံနေတဲ့လူတွေကလည်းစီစီလုံးညီညွတ်နဲ့ဝိုင်းလုံးကြမယ်ဆိုရင်ကျွန်တော်တို့ဟာဂျိန်းနေအောင်မြင်မှာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့လုံချင်တိုင်းလုံမယ်အောက်ကြီးခလီရဲပေါ်တွေအတက်တွေကိုခြံနေနေမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တော်နိုင်ရင်ဘာမှဖြစ်တာမဟုတ်เนาะဒါလေးကိုအားလုံးတည်စေခြင်းနဲ့เนาะအဲ့ဒီဗီဒီယိုဖိုင်မျိုးစကားပြောရတာကြည်တယ်ပြောရတယ်ဘာလို့ဆိုတော့ဟိုဘက်ရောက်ကကဒုမနာမသားတွေကတို့လိုချင်တဲ့နေရာလေးကိုဖြတ်ညက်ကတ်လုပ်ပြီးတော့လေတိတ်မိတိတ်ရလုပ်ဖို့ဝင်မလေးကြအောင်အဲ့တော့ဒီဗီဒီယိုဖိုင်မှာလည်းအဲ့လိုလှုပ်ဝါးမအောင်စိုးလို့เนาะတတိထားပြီးပြောတာဘာဖြစ်တော့ခါကျရင်ကိုယ့်ဘက်ကလူတွေကိုတတိပေးခြင်းနဲ့အရာတယ်တချို့တွေကြတော့ဘောဓမားလို့ပဲเนาะဘောလုံးကွင်းထဲမှာဝင်ကန်းနေတယ်ကြီးတဲ့ကောင်တွေတော့သူကကန်တတ်တယ် ဒါပေမဲ့အကွက်ကိုတူမမြင်တဲ့အကွက်တူမမြင်ဘူး။အဲ့ဒီတဘောပဲ။ကျွန်တော်တို့အောက်မှာလှုပ်တဲ့အရာတွေတခါကျရင်လက်နက်ကင်ခေါင်းဆောင်တွေလွဲမှားတဲ့အရာတွေရှိရင်ဒါတီတူတွေကထောက်ပြရင်အပြူတဘောဆောင်ပြီးထောက်ပြရင်နားထောင်တင်းတဲ့အရာကိုကျွန်တော်တို့နားထောင်အောင်။ကျွန်တော်တို့ဆိုသလိုပဲတခါကျရင်ကျွန်တော်ထောက်ဖို့လုပ်နေတယ်အာကိုစီရဲ့ဘယ်အဖွဲ့ကဘလို့နော်အောက်ကလာပြောရလို့ရှိတာပဲအတူပြောရတာဟုတ်လားမလို့ကျွန်တော်တုံ့တက်တယ်စသဖြင့်တံမျိုးတွေလည်းကျွန်တော်ပြန်ကြည့်ရအောင်အဲ့တော့အဓိကကတော့ကျွန်တော်တို့ဒီကိုယ့်နှုတ်ကိုကိုယ်တောင်းဝင်ကြည့်အောင်လှုပ်ကြဖို့ရည်ကြီးတယ်ရဲဘော်ရဲဘက်အချင်းချင်းတစ္ဆာရှိကြဖို့ရည်ကြီးပါတယ်